တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာကောင်းတဲ့ကာလဖြစ်တယ်အကျန်းစီရွယ်ချက်တရားမြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ဒီကာလအတွင်းစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားသောအကျိုးပေးမှုနဲ့တိုးတက်မှုတွေကိုဖြစ်ပေါ်မယ် ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ပြိုရွယ်သူတွေစမ်းပွဲ့မယ်မိသားစုနဲ့ဝေးခွာနေသူတွေပြန်လည်ဆုံစည်းရခြင်းကိုရှိတတ်တဲ့ကောင်းသောကံပြောင်းတဲ့ဖြစ်ရတရားတစဉ်ပြီးတစဉ်ဖြစ်ပေါ်ကြိုးပေးလာတဲ့အကြောင်းအရာတွေဒီကလအတွင်းမှာ ဖြစ်ပေါ်မဲ့နမိတ်ကိုတွေ့ရပါတယ်15ရက်နေ့ရရောက်ကောင်းခြင်းနဲ့ကြိုးပေးခြင်းရှိတဲ့နေ့တစ်ခုဖြစ်တယ်16ရက်နေ့မှာငွေဝင်တဲ့ပြန်ပြန်ထွက်တဲ့ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေကိုလောက်ကင်နေရနေပဲ16ရက်နေ့မှာရီမန်းထားတာနဲ့ လက်တွေ့နဲ့ကွာဟနဲ့မတော်တဆထိခိုက်မှုတည်းကယူဆရမယ်လူလေးယောက်တူခီးသွားခြင်းကိုရှောင်ကျဉ်ရမယ်အနောက်ရက်ကိုဥတည်သွားစေခြင်းဖြစ်တတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3:00နာရီအတွင်းမှာအရာရာသတိချရမယ်ဆက်ရှိရနေ့မှာတော့ကောင်းသောကံတိုးတက်မှုတွေရှိလာတယ်လူရာပြည့်စုံခြင်းနဲ့ကောင်းခြင်းကံနဲ့ဒလန်းပွင့်တဲ့နေထားရှိမယ်16ရက်နေ့ကကောင်းသောကံကျမစတင်ဖြစ်ပေါ်တဲ့ကာလလို့ဆိုရင်လည်းမမှန်ဘူးကောင်းငင်မှာရှိတဲ့လက်ခတ်တွေထဲမှာမှာယာဟုဂျုံ ိုတဲ့ဂျိုတစ်ခုရှိတယ်။အဲဒီယာဥဂျိုကပြီးခဲ့တဲ့2020သောခုနှစ်အောက်တိုဘာလ31ရက်နေ့ကနေဒီနေ့19ရက်နေ့မေလ2025အထိမင်းရည်ဒီမှာရှိပြီးလူတွေကိုစိတ်နှောက်ရှက်တွေဖြစ်တတ်တဲ့ကပါဝမ်းဝမ်းရှိတဲ့ပေးစော့အနေဆိုးတွေကတ်ဆိုးတွေကိုသူဖန်ပြီးတယ်။အဲဒီဒီနေ့မှာပဲယာဥဂျိုကမင်းရည်ကနေကွန်ရည်ကိုကူးပြောင်းသွားတယ်။ဒီ19ရက်နေ့ မေလာဒီကာလကကောင်းခြင်းကိုစတင်ယူဆောင်နေဆိုတာဒီအကြောင်းအရာကိုအဓိကထားပြီးပဲပြောရတယ်။အဲ့တော့ကာလရှိချာအနှောင့်အယှက်တွေဖြစ်နေတဲ့ကိစ္စတွေဘေးစောအနေအဆိုးတွေအနေတစ်ပြေးပြေးတော့ညော့သွားမှာပေါ့။ဒီလိုဂျိုပြောင်းကဒုက္ခပြေးတာတော့မရှိတော့အခြားခြားသောပုံမှန်နေသားလေးတွေကတော့ဒီဂျိုကြောင့်မဟုတ်တော့အခြားအကြောင်းအရာတွေကြောင့်ရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ဂျိုစီဂျိုနေညံ့လို့ဖြစ်တဲ့နမိတ်ဆိုးတွေကတော့လွတ်ကင်းသွားမယ်။ နှစ်ရက်နေ့ကတော့ရာရာကောင်းခြင်းတမိတ်နဲ့တိုးတက်ခြင်းတွေနဲ့လိုရာပြည့်စုံခြင်းကိုရှိမယ်။နှစ်တရက်နေ့ကတော့ကိုယ်စန္ဒရည်ရွယ်ခြင်းနဲ့ဘဝရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖို့ပြီးတော့အောင်မြင်စေပြေခြင်းကိုရရှိနိုင်ပါလေ။ကြာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးတဲ့သူတွေကောင်းကျိုးပေးတယ်။တနည်းလာနေတောက်ကြနေမွေးသူတွေဒုက္ခပေးတတ်တယ်။369ခန်းနေအကျိုးပေးပါလေ။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက် အဖြူရောင်ပန်းဝင်လေးတွေမကြာခဏဖေယကတ်သူပူဇော်ပြီးလိုရာဆူတောင်းမှာကျေးဇူးတင်ပါတယ်။တနင်္လာနေ့မွေးသွားတော့မင်္ဂလာပါ2025မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာအမြင်တဲ့ကာလတစ်ခုဖြစ်ပေအတတ်ပညာနဲ့ပတ်သက်ရသော၎င်းအလုပ်ကိစ္စမှာသော၎င်းပြန်လည်ဆောင်ရွက်ရလိမ့်မယ်ပြန်လည်လှုပ်ဆောင်မှုတွေကကိုယ့်အတွက် ထူးခြားတဲ့အကျိုးပေးမှုနဲ့မူလတဲ့ပူဇော်သောကံကိုရလိမ့်မယ်။ငွေရေးကြေးကိစ္စမှာကိုပြောတာဆိုတာတွေဒီမှာအောင်မြင်မယ်။ငွေဝင်ကောင်းပေမဲ့စုဆောင်းရန်ခဲ့မယ်။ရှင်ပြန်မှုတွေမှာအောင်မြင်မယ်။ကောင်းသောကြော်ကြားခြင်းကို ရရှိမယ်။လုံးသမျထင်ရှားမယ်၊လူသိမယ်၊အများကအသိမှတ်ပြုခြင်းကိုအထင်ရှားရရှိမယ်ကာလဖြစ်ပါတယ်။15ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းကိုချုံမယ်။ 16ရင်းဒီမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ပြီးမှအဆင်ပြေမယ်18ရင်းဒီကတော့ထူးခြားတဲ့ကံကောင်းခြင်းအဆင်ပြေခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့မေတ္တာရေးကံကောင်းခြင်းနဲ့ဂျုံမယ်17ရင်းဒီမှာရန်ပတိပက္ခတွေတွေဂျုံပြီးအဆင်ပြေမယ်19ရင်းဒီမှာထူးခြားသော ကောင်းခြင်းကံနဲ့ဂျိုးပေးခြင်းနဲ့ရှိမယ်အဲ့ဒီနေ့ကငွေကြေးဌာနဥစ္စာနဲ့ပတ်သက်တဲ့ကောင်းခြင်းကံဌာနသိတိနဲ့ပတ်သက်တဲ့ဆန်း နဲ့ရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာပန်းဆန်ဝင်ဆက်ကူလေးတွေကိုရင်ဝင်ဖျက်ပြီးလူနဲ့ဆောင်လိုက်ရင်ကောင်းတယ်အဲ့တော့20ရက်နေ့မှာတော့ထူးခြားတဲ့အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်အခက်အခဲလေးတွေနဲ့ရှင်ပြီးလောက်ရမယ်21ရက်နေ့ကတော့အရာရာကံမြင်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းလေးတွေဖြစ်ပေါ်နေတာကိုတွေ့ရတယ်တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေတပတ်တာအတွင်းကိုကိုကောင်းစွာအကျိုးပြုလိမ့်မယ် တင်းငွေတွေနဲ့ဗုဒ္ဓနဲ့မွေးစုများကြောင့်စိန်နောက်ဆက်တွေဖြစ်တတ်တယ်၄၆၅ခန်းတွေဂျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝှစ်စင်သွန်းဆွဲပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးထူးခြားခြားအောင်မြင်ခြင်းအဆင်ပြေခြင်းနဲ့ကောင်းခြင်းကံတွေကိုရရှိနိုင်ပါတယ်ဒီကာလအတော်တွေမှာ၁၉ရက်နေ့မှာထူးခြားတဲ့ဂျိုးပြောင်းလဲနေရှိတယ်အဲ့ဒီနေ့ကနေစပြီးတော့ ရှစ်ရက်ဆက်တိုက်အမေသာရှောင်းလိုက်ပါ ထူးခြားတဲ့ကောင်းခြင်းနာကန်နဲ့အကျိုးပေးခြင်းကံကြမ္မာတွေကို ဖြစ်ထွန်းရရှိနိုင်ပါလေ18ရက်နေ့မှာ အသွာလာနေတိုင်းသူကယူဆိုင်ပါ လူ၄ယောက်အတူတကွဖြီးသွားခြင်းလုံးဝမပြေနဲ့အန္တရာယ်ရှိတတ်တယ်အဓိကအဲ့ဒီနေ့မှာဒီအသွာလာနေတိုင်းယူဆိုင်ဖို့အထင်ကရသတိထားရမယ်အနောက်ရက်ကိုတည်သောဇန်နေဖြစ်တတ်တယ် နေတနိုင်ခွဲနဲ့သုံးနိုင်အတွင်းသွာလာနေတိုင်းထူးပြုတ်ယူဆိုင်ရမယ်။အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်ပန်းနေတွေဖျားတင်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြေးပါမယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာရပိုင်ခွင့်တွေလဲဝယ်ပြန်ရမယ်ထူးခြားသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ရည်မှန်းထားသည့်တို့ကို လက်တွေ့ကောင်းထည့်ဖော်၍အစ်စ်မြင့်သောနေထားကိုရမယ်ခီးကိစ္စတွေအစီအပြင်မယ်အရွေးရခင်အောင်ခွင့်ရနှမျိုးတပြိုင်နက်ထဲချုံမယ်ခက်ခဲတဲ့လမ်းကြောင်းရွေးချယ်ရင်ကောင်းမယ်ခီးကိစ္စတွေအောင်မြင်မယ်ချစ်သူခင်သူယဉ်ကျေးသူများနဲ့မကြာခဏစကားများရတဲ့တဲ့ဝေးကွာတဲ့သူတွေနဲ့လည်းပြန်ဆုံဆက်တဲ့မိတ်ဆွေပေါင်းစပ်များနဲ့ပြန်လည်ဆုံစည်းမှုရဲ့နှစ်သာရရှိမယ်ဥတီကျဲပြောင်းပြီးလောကန်ချင်းရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်15ရက်နေ့မှာ ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။အခက်အခဲအားလုံးကိုကျော်ပြီးဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရအောင်ဖန်တီးနိုင်လိမ့်မယ်။ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။၁၆ရက်နေ့မှာအရာရာအစဉ်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။၁၉ရက်နေ့မှာရှင်ပြန်မှုမှမြင်အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရရှိတယ်။ဒါပေမဲ့လူလေးယောက်တူခီးသွားခြင်းမပြုရဘူး။အန္တရာယ်ရှိတတ်တယ်။အဲ့ဒီနေ့မှာအနောက်ရောက်ကုန်တည်သွားစရာနေဖြစ်တတ်တယ်။ နေတနိုင်ခွဲနဲ့သုံးနိုင်ကြမှာသွာလာနေထိုင်ကြဆက်ရမယ်ဆက်ရှိရနေမှာတော့ရန်ပတိဘက်ကနေကြတဲ့ကအောင်မြင်မှုအစဉ်ပြေမှုလေးတွေဖြစ်လာပြီးတော့လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်16ရက်နေ့ဟာထူးခြားသောနေ့တစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းထူးခြားသော အပြောင်းလဲနဲ့တိုးတက်မှုဖြစ်စေနေကြုံမယ်20ရက်နေ့မှာ ကောင်းသော ခံချက်မှန်နဲ့နှစ်သာရရမယ် အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်ခရီးကံကောင်းမယ်၂၁ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ပွင့်ခြင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုမလွဲစေကြပေါ့ကြုံမှုရှိပါတယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြနေ့စနေနေ့မွေးသူတွေကိုနဲ့ကြိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်လေးတွေရှိနိုင်တယ်နေ့၅၉ခုကနေ့နေ့ကိုနဲ့ကြိုးပေးတဲ့ကနေ့နေ့ဖြစ်တယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကြံစီရဲ့ကြံစီချက်ရွယ်ချက်တွေမှာ အထူးတလဲအောင်မြင်ခြင်းနဲ့အစဉ်ပြေခြင်းတို့ကိုရရှိနိုင်ပါတယ်မေလ19ရက်နေ့မှာအဲ့ဒီနေ့ကနေစပြီးတော့9ရက်ဆက်တိုက်အမဲသားရှောင်းထူးထူးခြားခြားကောင်းခြင်းတွေအနာဂတ်မှာရှိလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသွားတော့မင်္ဂလာပါ2025ခုနှစ်မေလ19ရက်ကနေ21ရက်နေ့အတော်တွင်ကာလဟာ အပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်ရေမှန်းချက်စရာမြင်မယ်ခက်ခဲအောင်ကိုကြော်လွှမ်းနိုင်မယ်မိမိလိုလားချက်နဲ့စန္ဒတို့ကိုရှေ့တို့လို့ရကောင်းသောကာလဖြစ်တယ်ခီးကံကောင်းမယ်အမေဖွားတော်ဆရှိတဲ့ကြီးကဲမျိုးသမီးချမ်းမရေးချူကြမယ်ရင်းနှီးသူများနဲ့စကားများတတ်တဲ့အတိုက်ခံကြမှာဒုတက်မှုကိုဖန်တီးနိုင်နိုင်မယ်15ရက်နေ့မှာကောင်းသောကံကြိုးပမ်းမှုနဲ့ဒုတက်မှုတွေကိုရရှိမယ်ပစ္စည်းပြောင်းရှာများတတ်တဲ့16ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွဲ့ခြင်း အလိုပြည့်စုံခြင်းနဲ့ကံမြမခြင်းတွေရှိမယ်၁၈ရက်နေ့မှာမတော်တဆထိခိုက်မှုကနေကျူးဆက်ရမယ်လူလေးယောက်တူခီးသွားခြင်းမပြုရအနေကြီးမှလည်းနောက်နံပါတ်၄ကနန်းပါတဲ့ကားတွေသွားလာနေတိုင်းမောင်းနေမှုကိုကျူးဆက်ရမယ်အဓိကအနောက်ရက်ကိုဒီသွားစရာနေဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်သွားလာနေတိုင်းကျူးဆက်ရမယ်၁၈ရက်နေ့မှာတော့အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေကိုရရှိမယ်။၁၉ရက်နေ့မှာ ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတွတ်တက်ခြင်းကိုကြုံမယ်20ရက်နေ့ကတော့ထူးခြားတဲ့ကောင်းခြင်းကံတွေရှိမယ်ရှင်ပြန်မှုတွေမှာအောင်မြင်မယ်တခုတည်းမကတဲ့လုပ်တွေကိုလုပ်ရလိမ့်မယ်21ရက်နေ့မှာပြဿနာ2မျိုးဖြေရှင်းရမယ်အတိုက်ခံကြားမှာတိုးတက်မှုကိုဖန်တီးရရှိတဲ့နေထားကိုကြုံတွေ့ရလိမ့်မယ်တနည်းငယ်တွေသောက်ကြစနေမွေးသူတွေကောင်းကျိုးပေးတဲ့တနည်းလာကြတာပရိမွေးသူများကြောင့်စိတ်နှောင့်ရှက်တွေဖြစ်တတ်တဲ့နှစ်ခုကိုကနံကျိုးပေးတဲ့ အစိမ်းရောင်ဖြူရောင်နိုးနေအောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါတပြေသုံးညုံဖျားကတ်လူပူဇော်ပြီးလိုရာကိစ္စတွေတွေဆောင်ရွက်ရင်ထူးခြားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးခြင်းတွေကိုရရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဂျာသပတိနေမွေးသူအားလုံးမင်္ဂလာပါ2025မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလမှာရန်အတိုင်းခံ အနှောင့်အယှက်တွေကြားထဲရပြသရမယ်ကိုယ့်ဘောမှာနှောင့်အယှက်တဲ့သူတွေကိုယ်လမ်းကြောင်းကိုတားဆီးတဲ့သူတွေနဲ့လည်းတွေ့တတ်တယ်စိတ်ရှည်သီးခံရမယ်မူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ်တပားသူဘက်ကဂတိပြက်လို့ကိုယ်မှာဆောင်းရရတာတွေတွေလည်းနှောင့်နှေးချက်ကြလိမ့်မယ်မထင်မှတ်ပဲအောင်မြင်တဲ့လမ်းကြောင်းတစ်တွေကိုကိုယ်ပိုင်ရည်တည်ချက်နဲ့လုပ်ကင်ဆင်ပြေမယ် အတူတွဲတဲ့အုပ်စုတွေစုပေါင်းလုပ်တဲ့အုပ်စုတွေတွေအုပ်စု꿰မယ်လူသစ်တွေနဲ့လည်းပြန်လဲဆက်ဆံတတ်တယ်စာရွက်စာတမ်းပြန်လဲပြင်ဆင်ချုပ်ဆိုခြင်းခရီးပြန်လဲတိဆောက်ပြောဆိုခြင်းအခက်အခဲဖြေရှင်းခြင်းတွေအတွက်ကောင်းတဲ့နေသားတွတ်တဲ့တဲ့ကံလေးတွေပေါ်ပေါက်မယ်၅ရင်းနေရာရံများမယ်တိုက်ခတ်များမယ်၁၆ရင်းနေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်၁၉ရင်းနေရာ ဝေချေးပေးယူတည်ထားမယ်မတော်စအနေဖြစ်တာကယူဆရမယ်အနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကယူဆရမယ်ဆက်ရှိရနေ့ကတော့ငွေချေးကန်ကောင်းခြင်းလက်ခွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ချုံမယ်16ရက်နေ့မှာရံများမယ်မနာလိုသူပြောမယ်ပေါများမယ်အတိုက်ခံများ20ရက်နေ့ကတော့အေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရ20ရက်နေ့မှာ ရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲရရှိခြင်းခက်ခဲသောကိစ္စပြေလည်အောင်ဖြေရှင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့အလောက်ချံရွယ်ချက်မှန်သမျှလက်တွေ့အကောင့်ထဲပေါ်တိုးတက်ခြင်းနဲ့ရှိမည်။ဇာတာပတိနေဗုဒ္ဓနဲ့တနင်္လာနေ့ဘွေသူတွေကောင်းချိုးပေးမယ်တနင်္ဂနွေနေ့အင်္ဂါနေ့ဘွေသူများစိတ်နှောင်ရှက်ပေးတတ်တယ်။နေ့ခေါ်ငါးကဏ္ဍနေ့ချိုးပေးတယ်။အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကို ဝယ်ပြီးတော့အလို့ရှိရာကိစ္စတွေကိုဆောင်ရွက်ပါ16ရက်နေ့မေလမှာစာရွေး9ရက်ဆက်တိုက်အမေသားဆောင်လိုက်ပါထူးထူးခြားခြားကောင်းကျင်းတာကတည်းရရှိလာပါမယ်ကျေးဇူးတင်ပါတယ်တောက်ချန်နေပွဲသူအားလုံးမင်္ဂလာပါ2025မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလမှာ ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ရှင်းမှန်းချက်အောင်မြင်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။ခရီးကိစ္စဆောင်ရွက်နိုင်မယ်။အရာဝေးရကောင်းသောသတင်းစကားကြုံမယ်။ပစ္စည်းပြောက်တတ်တဲ့အင်ချမ်းမြေကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။ရှင်ကားလဲတဲ့ပြောင်းလဲတဲ့စီစဉ်သူများဒီကလအတွင်းအထမြောက်သိမ့်မယ်။ကျွေးမြေဟောင်းများပြန်လဲတောင်းဆိုရရှိနိုင်တယ်။15ရက်နေ့ကတော့ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်တယ်။ 16ရက်နေ့မှာငွေကြေးကန်ကောင်းမယ်လက်ဖွဲ့မယ်16ရက်နေ့ရန်တိုက်ကန်နေနဲ့ရှင်ပြီးလောက်ရတဲ့တဲမတော်တဆနဲ့ပြူဆက်ရမယ်အနောက်ရက်ကုန်တည်သွားစရာနေရှိတဲ့နေ့တနင်္ဂနွေနေ့သုံးနိုင်ကြအသွာလာပြူဆက်16ရက်နေ့အရာရာဆင်ပြေမယ်အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တွေ့တဲ့မကိုရရှိမယ်16ရက်နေ့မှာငွေကြေးကန်ကောင်းမယ်ရမယ်ခွင့်နေလက်ဝဲပြန်ရမယ်သူတစ်ပါးနဲ့မတူတဲ့ရှူတော်ကနေလောက်ကင်ကျိုးပေးနိုင်မယ်20ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ ဘဝဒုတ်တဲ့ခြင်းကိုကြောင်းမယ်၂၁ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးမှလိုရာပြည့်စုံခြင်းနဲ့ဘဝကံမြင်မာခြင်းတို့ကို ရရှိနိုင်တဲ့နေသားကြုံတွေ့ရမယ့်ခံကြမှာရှိပါတယ်။ကြာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနင်္ဂနွေတန်းလာမွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်။တစ်နှစ်ခုကနန်းနေ့ကျိုးပေးတယ်။အပြာရောင်စိတ်ရောင်မိခွေရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စတွေဆောင်ရွက်ရင် ချိုးကြတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိချိုးပေးပါသိမ့်မယ်။ကောင်းသောကံကြမ္မာများရဖို့အတွက်ကိုတော့16ရက်နေ့ရက်နေ့စပြီးတော့9ရက်ဆက်တိုင်းအမေသာရှောင်းလိုက်ပါထူးထူးခြားခြားကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသွားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းမှာ အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကန်ချင်းရဲ့ကောင်းသောကြိုးကျစ်ကိုရမယ်သူတမားနဲ့မတူတဲ့ရှုထောင့်နေရာတွေကိုလှုပ်ပြီးတော့အစ်င့်မြင်အောင်မြင်မှုကိုရအောင်ဖန်တီးနိုင်တဲ့ကံကြမ္မာရှိတယ်ပေါ်လာတဲ့ခွင့်ရည်တွေလက်ခံမှာတခါမှမလုပ်ဘူးလို့တွန့်ဆုံမနေနဲ့လှုပ်ရှားရှိတဲ့လုပ်တွေရှေတိုးလို့ဆုံးဖြတ်ချက်တွေကိုလည်းရဲရဲဆုံးဖြတ်မိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ရှေတိုးဆောင်ရွက်ခြင်းရဲ့အနှစ်သာရကိုကောင်းစွာရရှိမယ်ကာလပါ15ရည်နေမှာလှုပ်ရှားရှိတာလုပ်ပါအကဲခဲတွေဖြေရှင်းမှာ ဆက်ချောင်းရည်မှာရံပတိဘက်ကနေထိတဲ့ရင်ဆိုင်မှာအခက်ခဲအလုံးထိတဲ့ရင်ဆိုင်ပြီးဖြေရှင်းလိုက်ပါ16ရက်နေ့ဝေးကြီးကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့မတော်ဆနေရောဂယူဆက်ရမှာပေါ့အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေ့တဏ္ဍာန်ခွဲနဲ့သုံးနေကြသတိထား17ရက်နေ့မှာငွေကြီးလုပ်ငန်းစီးပွားဘဝအဖြစ်အတိုက်ခံနေအလုံးကိုထိတဲ့ရင်ဆိုင်ပြီးဖြေရှင်းပြီးလိုရာပြည့်စုံမဲ့ဘသူဘာပြောပြောကိုလုံးစရာရှိတာရှေ့တိုးလို့ဝေးပန်းသူတွေခေါင်းထဲမှာမတဲ့နဲ့ 19ရက်နေ့ကတော့ထူးခြားတဲ့ကံတွေပြောင်းလဲမှုတွေရှိတော့ပဲအဲ့ဒီမှာပေါ်လာတဲ့ဂျိုပြောင်းကြီးစားကြီးကကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုရပောင်း40တွင်ပြောင်းလဲမယ်ဒီနေ့ဒီရက်ကနေစပြီးခုနှစ်ရက်အတွင်းဆုံးဖြတ်ချက်မှန်သမျှကိုယ့်အတွက်မှန်ကန်လေးမယ်ကောင်းလေးမယ်20ရက်နေ့မှာရပိုင်ခွင့်နဲ့လဲဝယ်ပြန်လဲရအောင်လုပ်နိုင်တယ်21ရက်နေ့မှာအခက်အခဲအလုံးကိုဖြေရှင်းပြီးလိုရာပြည့်စုံနိုင်တယ်ဒီကာလတော်တွင်မှာကြာသာပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိတ်ရှုံ့ရမယ်အတိုက်ခံတွေကိုဒုက္ခပေးလိမ့်မယ်ကိုခွန်ငါကနန်းတွေအကျိုးပေးတယ်အဝါရောင်ပြာရောင်နုနေရောင်တွေကို သုံးပြီးတော့လောရကိစ္စတွေတွေဆောင်ရမှာဖြစ်ပါတယ်ပိုက်ဆံအကျွေးစစ်တစေအမွေးနံသာပြန်ပြီးတော့ပိုက်ဆံရတဲ့ထဲဆောင်ထူးခြားတဲ့ကောင်းခြင်းဒီတစ်ပတ်အတွင်းဖြစ်လာပါမယ်ယေရှုတင်ပါတယ်